နာက150နိကန်156ထိပေါ့လူဒီတေချင်းအပြင်အဖြစ်ပစ္စည်းယူရင်းရချင်းအဲ့အပြီးခဲ့တဲ့ပတ်ကဟာပြောမှာဆိုအပြင်ပြင်ပေါ့နော်တက်တက်တပင်ပထမပင်ကအသက်ပင်ဖြစ်တယ်ဒုတိယကအဲ့တေချင်းရဲ့အရင်မြစ်ပေါ့အဲဒီကောင်းကောင်းတည်ချမ်းရအပြင်ဆိုရက်ပင်ပင်ပေါ့နော်အပြင်ပင်မှာဒီပါဆိုရှင်ဒီတေချင်းရဲ့အရင်မြစ်ဖြစ်တဲ့ဒီကောင်းကောင်းတည်ချမ်းရအပြင်ကိုလူ ကရွေးချယ်လိုက်တယ်ပေါ့နော်ဒီကျွန်မတို့အော်ငယ်ကလေးကကျွန်မကပဦးချန်းတို့ငငယ်တော့ကလက်ဆန်ဒီစကူမာတွေကလေးကဥယင်လေကတပင်ကြီးဆိုတာကျွန်မတို့ကရနေပြီကြပြန်နေကြတချင်းလေးတွေပေါ့နော်အဲအဲ့ရနေကျွန်တော်စတိရပြီးရင်အာဒန်ဟာဆိုရင်ဒီအတီးကိုစားလဲလို့ပေါ့နော်ကြာဆုံးသွားတယ်ဆိုတော့ကိုတိခဲ့တယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ဒီတင်ကန်းဆာမှာတော့လုံးဝဟိုဒီသေးပေါ့နော်ဟိုဟိုတကယ် ဟိုဘလို့ကြပြီးဘလို့လူထဲဝင်သွားတယ်ဆိုတဲ့ဟာကိုအာဒီခေါင်းစီအောင်မှာကျမတို့ကကနနာပေါ့နော်ကျမတို့လေးလေးဖျားကကျမတို့ကိုအော်မြင်စီရဲ့ဖွင့်ပြထားတယ်ဆိုတဲ့အရာလေးဖြစ်တယ်ပေါ့နော်အဲ့တော့လူအာဒံကဒီဒုတိယရင်းမြစ်ဖြစ်တဲ့ကောင်းကောင်းတိကျရာပြင်ကိုဟိုစားတယ်ကျမတို့လူတိုင်းကြည့်တယ်အာဒံကအဲ့ဒီဟာအတီးကိုရွေးရွေးချယ်လိုက်တယ်ပေါ့နော်ရွေးချယ်ပြီးတော့စားလိုက်တယ်စားလိုက်တဲ့အခါမှာဒါဟာဆိုရင် ပေါ့ရိုးရိုးလေးအမားတစ်ခုကိုလွန်ကျူးတာမဟုတ်ပဲဒီဖီးယားရဲ့ပေါ့နော်ပညာတရားတွေနဲ့စီမင်းစည်းကမ်းကိုချိုးဖောက်တာတည်းဆိုရဲပေါ့နော်ချိုးဖောက်ခြင်းနဲ့ပို့ပြီးကြီးမားတယ်ဆိုဆိုတော့အဲ့ရဘုရားကပြောထားတယ်ဘုရားကဧကအမန်တီတီကိုစားတဲ့နေမှာဧကအမန်တီရမယ်လို့ပြောတဲ့အခါမှာဘုရားပြောတဲ့အတိုင်းဖြစ်တယ်ပြီးရင်တကယ်ပဲပေါ့နော်ဒီအာဘုရားပြောတဲ့စကားကတီလို့ဟိုဘယ်လိုပြောမလဲ အဲဖျားပညတ်ထားတဲ့အရာကိုချိုးဖောက်လိုက်တဲ့အတွက်ဆိုဆိုဒီနောက်ဆက်တွဲရဲ့ဆိုချက်ဆိုကျူတွေကလည်းအများကြီးပဲဆိုတော့မြင်ရတယ်ပေါ့နော်ဒီအာဒံကဒီကောင်းကောင်းတီကျွမ်းရအတီးကိုယူဆောင်လိုက်ခြင်းအဖြစ်ဟိုဒီစာတန်ကိုအခွင့်ပေးလိုက်တယ်လို့အခွင့်ပေးလိုက်ခြင်းဖြစ်တယ်ပေါ့နော်စာတန်ကိုလုံးဝအခွင့်ပေးလိုက်ခြင်းဖြစ်တယ် ဒီအပြင်ရဲ့အကန့်ခက်ကိုသူကယူတာမဟုတ်ပဲနဲ့ဒီအပြင်ရဲ့အတီးကိုသူကအတီးကိုတိုင်းကိုစားလိုက်တယ်ပေါ့နော်ဆိုတော့ဒီအတီးဟာဟိုအတက်ကိုပုံဆောင်တယ်ဥမာအဖြစ်ဟိုအာဒန်ဟာဆိုလို့ရှိရင်ဟိုဟိုအတီးတော်တီးတအတီးတခုကိုစိုက်လိုက်မယ်ဆိုလို့ရှိရင်ပြန်အဲ့အတီးရနေပေါ့နော်ဒီအပြင်အတီးမှာမျိုးစစ်ရှိအဲ့အဲ့ဒီမျိုးစစ်ကအသက်ဖြစ်တယ်အဲ့ကနေအပြင်ပြင်ပေါက်လာတယ်ပေါ့ ော့ပြောချင်တာအာဒံခါဆိုရင်ဘမီကြီးဖြစ်တယ်မီကြီးဖြစ်တဲ့ဒီမှာဒီတိမကောင်းတိတော့ကောင်းကောင်းတိကျန်ရပြီကိုသူစားလိုက်တဲ့အခါမှာပြန်ထွက်လို့ဒီထဲကနေကြီးထွားလာတဲ့အသက်အုံမျိုးပေါ့နော်ကြောချင်ဆိုဒီစာစာတန်ရဲ့ဟိုဖြစ်ချင်းတွေကိုသူကသူ့ရဲ့မြေကြီးထဲမှာမြုပ်နှံမြုပ်မြုပ်အဝင်ခွင့်ပေးလိုက်ပြီးတော့အဲ့ထဲကနေပြန်အဲ့ထဲမှာကြီးထွားခွင့် ဘောနော်အသက်အသက်တွေကြီးအသက်အဖြစ်လာပြီးတော့အလိုမျိုးစာတန်ရဲ့မျိုးစေ့ကကြီးထွားပြီးတော့ဟိုအာဒန်ရဲ့အထက်မှာပေါ့နော်အာဒန်ရဲ့အစ်စိတ်အပိုင်းတွေထဲမှာကြီးထွားလာတာဖြစ်တယ်ပေါ့နော်ခါကျတော့အော်ဒီလိုမျိုးပြောတဲ့အခါမှာဘယ်လိုမျိုးဝင်သွားလဲပေါ့နော်အာဒီမျိုးစေ့ဒီအာဒန်စာတန်ရဲ့မျိုးစေ့ကအဟိုအာဒန်ကချက်ဆင်းသွားတယ်လို့ပြောတဲ့အခါမှာပေါ့ဒီအာဒန်စာတန်ရဲ့မျိုးစေ့ကဘယ်လိုမျိုး အဒီလူမျိုးတွေထဲမှာဝင်သွားလဲဆိုတော့ဒီအာတန်ထဲကိုရိုးရိုးဝင်သွားရောမဟုတ်ဘူးဒီလူမျိုးတွေအကုန်လုံးတစ်ဆက်လုံးမှာပေါ့နော်ဟိုတည်သွားတာပေါ့နော်တည်သွားတယ်အဲ့တော့อืมဒီလူမှာဝိညာဉ်စိတ်ခန္ဓာ၃ပိုင်းရှိရပေါ့နော်ကျမတို့ဒီကနေတူတူကကျမတို့တည်နေတဲ့အရာဖြစ်တဲ့အဲ့ထဲမှာဘလူများဒီစာတန်ကပေါ့နော်ဝင်သွားလဲဆိုတော့အာ အာရံကအဲ့လိုအတီးကိုစားလိုက်တာတော့ဟုတ်တယ်ဒီခန္ဓာအာစားလိုက်တယ်စားလိုက်စားလိုက်တဲ့ခါမှာဒီထဲမှာဘလူးဝင်သွားလဲဆိုကျန်းစာထဲမှာပေါ့ဒီဟိုဒီပြူထားတဲ့ကျန်းချက်တစ်ခုရှိတယ်ပေါ့နော်ယောမယောမ923မှာသူ့တော်လဲတဲ့ငါကိုအင်္ကာများနဲ့ရှိတော်တရားတပါးဒီငါဤအတီးတရားကိုဆိုင်ဆိုင်ပြန်လန်တိုင်လန်တစ်ဖြစ်ငါမိဤတဲ့အဲ့တော့သူကသူ့ရဲ့ဒီဟို ကိုအင်္ဂါမှာရှိတဲ့အတိတရားတပါးသူခါတဲ့သူ့ရဲ့အတိတရားကိုအဲအတိတရားမှာသူကဘောနော်အတိတရားကိုလာပြီးဆိုင်ပြန်တိုက်လက်တယ်ဒီစားလိုက်တယ်စားလိုက်သူဝင်သွားတဲ့အခါမှာပေါ့ပထမအောင်ဆုံးသူ့ရဲ့အတိသူတိလိုက်တာသူ့ရဲ့အတိတရားထဲမှာဒီအခြားတော်တရားတပါးပေါ့နော်အခြားတော်တရားတပါးလို့ပြောတဲ့အခါမှာဒီမတူညီတဲ့အဆန့်ကျင်ဘက်အရာတရားတစ်ခုက ဒီသူ့ရဲ့အတ္တိတရားထမလာပြီးတော့음သူ့ကိုဆိုင်ပြန်ပြီးတော့တိုက်လန်နေမှာเนาะအဲအဲ့တော့အဲ့ဒီဟာတရားတပါးဒီငါအတ္တိညာကိုဆိုင်ပြန်တိုက်လန်တဲ့ဖြစ်ငါကိုအင်္ဂါများလိုက်ရှိတော့အပြစ်တရားဤလက်သို့ငါကိုဖန်တော့အနန္တီကိုငါမိဤရဲ့အဲ့တော့ဒီဥဥမာတမအာအာလို့ပြောမလဲကျမတို့ရဲ့ဒီအာအတိအတိအတိကအမြဲတမ်းအယုံဆုံးလုပ်တယ် တခုခုဒီခန္ဓာကိုကလုတ်တော့မယ်ဆိုရင်ပထမအဆုံးပေါ့ဒီခန္ဓာကိုမလုတ်ခင်မှာကျမတို့ရဲ့အတီကအမြဲတမ်းအအရင်ဆုံးဟိုအဲ့ဒီထမအောင်ငါပါစားမယ်ဆိုရင်ဒီလက်ကနောက်မှာတွားတာတွားလိုက်တာပေါ့နော်အဲ့လိုပဲဒီအတီထမအတီကအရင်ဆုံးပေါ့နော်သူဟိုဆိုမှုချင်းခံရတဲ့ပြီးရင်ဒီခန္ဓာဒီလက်တွေကလည်းတခါတည်းအာတွားပြီးတော့ဒီအပြစ်ထဲမှာတခါတည်းဟို လုတ်သွားတော့တာပေါ့နော်ဒီအာအတီကနေပြီးတော့ကိုခန္ဓာအစိတ်ပိုင်းတွေအကုန်လုံးထဲကိုဟိုပြန့်နှံ့သွားတယ်ပေါ့နော်အဲအပြစ်တရားကမိဒီအရာဖြစ်တနည်းတဲ့အဲ့တော့ရောမ920မှာလဲပေါ်လူကပြောတယ်သူကျင့်ရှင်ကျင့်ငါကိုယ်တိုင်ကျင့်ဒီမဟုတ်ငါအထင်နဲ့ရှိတော့အပြစ်တရားကကျင့်နေတယ်အဲအမ်အဲ့နောက်ပြီးတော့ဒီဂလာတိမှာဆိုလဲ သူတို့ဆိုတော့ငါဒီကိုယ်တိုင်မရှိခရစ်တော်ဒီငါဒီဟာကဟောပါဘောနော်ယေရှုလာဘကတိုင်းမှာဒီခံပြီးနောက်ပိုင်းမှာခရစ်တော်ကသူ့ရဲ့အထက်မှာရှင်ပေးရှင်ပေးနေတဲ့အာအသက်ပေါ့နော်အဲအဲ့ဒီဟာကဟိုအသက်ပင်ရဲ့အသက်အသက်ဖခင်ရဲ့အသက်ပေါ့နောက်ဒုက္ခနာခရမှာပဲနှစ်ခုလုံးကဟိုပြိုင်နေဟိုဘယ်လိုပြောမလဲမတူညီတဲ့ဟိုတရားကဟိုဆိုင်တန်ပြီးတော့ဟိုရှိနေတယ်ပေါ့နော်ဟို အပြစ်တရားကလည်း तू မလုတ်ချင်ပြီမဲ့လုံနေတယ်အဲဒီဘက်ကဖျားရဲ့အသက်ကလည်းอืมဖျားကရှင်ပြီးရှင်ပြီးပဲရှင်နေတယ်တကယ်လို့အော် तू ကဆန့်ကျင်ဘက်ဖြစ်တဲ့ခါမှာခရစ်တော်ဒီဖျားခင်ကြီးထင်ရှားခြင်းဖြစ်ပြီးတော့အပြစ်ဟာစာလန်ရဲ့ထင်ရှားခြင်းဖြစ်တယ်အဲ့တော့อืมဒီမှာဆိုလို့ရှိရင်အရင်ကအဲ့ဒီ sin ကိုအကြီးကြီးနဲ့ရေးတယ်ပေါ့နော် ဟိုပြီးရင်ပြီးရင်တော့ဆရာပြန်ပြီးရုပ်အချင်းချုပ်ပြီးမှာပေါ့နော်ဟိုကျမအရင်တော့ဆက်သုံးခဲ့တဲ့ရာဒီထက်ကနေဒီအာအပြစ်အပြစ်ကောင်နဲ့အပြစ်အပြစ်အပြစ်သားပေါ့နော်အပြစ်ကောင်အော်စာတန်ရဲ့အကျမအတိထဲမှာဝင်ပြီးဒီခန္ဓာကိုယ်ထဲမှာဒီစာတန်ရဲ့အဝင်ပြီးတော့နေရာယူတိုက်တဲ့အခါမှာဒီကျမတို့ကအင်းတင်စရာမလိုပဲအပြစ် ကလုတ်တက်နေပြီးသားဖြစ်နေတယ်ပေါ့နော်အပြစ်အပြစ်ဆိုတဲ့အရာကဒီအပြစ်ကောင်လို့ခေါ်တယ်ပေါ့နော်အဲ့ဒီအပြစ်ကောင်ကပုဂ္ဂိုလ်လိုမျိုးပဲအဲ့ဒီအပြစ်ကောင်ရှိတဲ့အတွက်အပြစ်အာကျမတို့ထင်မှရှိလာပြီးကျမတို့ကအပြစ်သားဖြစ်သွားတယ်ပေါ့နော်အပြစ်ကောင်ရှိတဲ့အတွက်အပြစ်ကိုလည်းကျမတို့ဟိုလုတ်တက်ပြီးသားဖြစ်သွားတယ် အဲ့တော့အပြစ်ဒီအသက်ရှင်တော့လူပုဂ္ဂိုလ်ကဲတို့ကျွန်တော်တို့နိုင်ကိန်းဝင်နေပြီတော့တဲ့ကျွန်တော်တို့အလိုဆန္ဒနဲ့ဆန့်ကျင်ဘက်ဖြစ်တော့အရာများကိုအတင်းလုဆောင်စီခိုင်းနေတော့ကြောင်းဖြစ်တယ်အဲ့တော့အာအစာတန်ကိုအာတန်ကလက်ခံလိုက်တဲ့အခါမှာဟိုဟိုအဲ့တော့ငါဆိုလေဒီအတီးကိုစားပြီးရဲ့အချိန်မှာအာတန်နဲ့အေဝါဟာဆိုလို့ရှိရင်လုံးဝသူတို့ စားပြီးရဲ့နောက်မှာချက်ချင်းသူတို့မျက်စိတွေမြင်လို့လိုမျိုးပေါ့နော်တယောက်နဲ့တယောက်လည်းရှက်သက်သွားတယ်သူတို့ရဲ့အော်သူတို့ရဲ့ခန္ဓာကိုယ်ကိုလည်းသူတို့ရှက်သက်လာပြီးတော့ဒီအရွက်တွေကိုချက်ချင်းသူတို့ချုပ်ပြီးတော့ဝုတ်ပြီးတော့သူတို့အော်ကာကာတယ်နော်ပြောချင်တဲ့အဟိုဘယ်လိုပြောမလဲအပစ်အဲ့ဒီအပစ်ကဝင်လာတဲ့အခါမှာအော်သူတို့မတူတော့အရင်တော့ကတရားရှိနေတဲ့ငကိုတရားနဲ့ဒီတခြားတခြားဆန့်ကျင်ဘက်အရာက ဟိုဝင်လာတဲ့အဲ့ဒီဟာကအပြစ်အပြစ်ကောင်ဖြစ်တယ်ပေါ့နော်အပြစ်ကောင်ကဝင်လာပြီးတော့ဒီအထဲမှာပေါ့ဟိုမြင်ဟိုသူ့ရဲ့အပြစ်ရဲ့သဘောတဘာဝတွေကိုဟိုဟိုအထဲမှာထင်ဟိုမြင်လာအတိတ်ကြားထဲမှာမြင်လာပြီးတော့ဒီအပြစ်တရားကဟိုကျမတို့ကျမတို့ရဲ့လူဆန္ဒတွေကိုအဲဆန့်ကျင်ဘက်ဖြစ်တော့အရာများဖြစ်အတင်းလှောက်ဆောင်လှောက်အတင်းလှောက်ခိုင်းတယ်နော်လှောက်ချင်လဲလှောက် ဟိုခဏပေါ်လူပြောလူပဲငါကိုယ်တိုင်ကျင့်တယ်မဟုတ်ငါထဲနဲ့ရှိရောပြတရားကျင့်မလုပ်ချင်လဲလုပ်တယ်အဲဆိုမွေးလာတဲ့ကလေးရေလဲဟိုခိုးစားဖို့တင်ပေးရှာမလို့ခိုးစားတတ်လာတယ်အဲ့လိုမျိုးဟိုမလို့ဆိုအဲ့အာဒန်ရဲ့ just sing ကလေးကလူသားမျိုးတွေအကုန်လုံးမွေးလာကြတဲ့ကအပြစ်အတိုင်းပဲမွေးလာအပြစ်ရဲ့ဒီစအပြစ်ကောင်ကအထဲမှာပါလာပြီးကြတဲ့အဲ့လိုမွေးလာပြီးတော့အဲ့လိုမျိုးတင်းရှာမလို့ပဲ ਨੇ အပစ်ကိုပေါ့နော်သူတို့ဟိုလုတ်တက်လာတယ်ဆိုတာကိုမြင်ရတယ်။အော်ကျန်းစာထဲမှာလည်းပြောထားတယ်ဟိုယောမ64မှာဆိုရင်ပေါ့နော်အပစ်ဒီရတင်တို့ကိုမအုပ်ဆိုးရတဲ့အော်ဆာယေသူကပြောတယ်နော်အပစ်ဒီရတင်တို့အပေါ်တခင်မဖြစ်နိုင်ဆိုပြီးတော့ဗာရာပြန်ရင်တော့ပူကောင်းမယ်လို့သူကပြောထားတယ်ပေါ့နော်။ဘာလို့ဆိုတော့အဲ့ဒီအပစ်ကကျွန်တော်ကိုအော် အကျွန်တို့ကိုအရင်အုပ်ဆိုးပြီးတော့ဟိုလွန်မိုးနိုင်တဲ့အတွက်ဖြစ်တယ်လူသားကြာစင်ချင်းအဖြစ်စာတန်ဒီလူထင်းတဲ့အဖြစ်အဖြစ်ဝင်ရောက်လာပြီးလူကိုတခင်ဖြစ်အုပ်ဆိုးကကျက်စီးယူရင်းစီတည်တဲ့အဲ့တော့အတိတွေထဲကနေအာစိတ်ထောင်းလို့ကိုကြည်ဆိုအဲ့လိုမျိုးပဲစိတ်အတိတွေထဲကနေဝင်ပြီးတော့ဒီခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတွေအကုန်လုံးထဲမှာအာသူကနေရာယူပြီးအခြေကုတ်စကန်ချလိုက်တော့တာပေါ့နော် အဲ့တော့အဲ့မှာသူကအမြဲတမ်းဒီခဏောင်ကပြောတယ်ပဲဖျားကိုရှင်ပြီးကောင်းတဲ့အဲဖျားရဲ့အသက်နဲ့ဟိုရှင်လို့သူ့ကိုရှင်ခိုင်းသူကတော့ဆန့်ကျင်ဘက်ဖြစ်တဲ့တေချင်းဘက်ကိုပဲဥတီပြီးအမြဲတမ်းဟိုလူကိုတေအောင်တေတေအောင်မကောင်းတဲ့ဘက်ကိုပဲပေါ့နော်သူကလုံစီနေတယ်တွားစီနေတယ်အာလူကိုဟိုမကောင်းတဲ့ဘက်ခံစားဘက်မကောင်းတဲ့ ဒီတတ်မှတ်ခြင်းခန္ဓာရဲ့တတ်မှတ်ခြင်းမကောင်းတဲ့ဘက်ကိုပဲသူကအမြဲတမ်းဒီဟိုလုခိုင်းနေတဲ့အတင်းကျက်ပေါ့နော်အဲအဲ့လိုမျိုးလုခိုင်းနေတယ်ဆိုတော့မြင်ရတယ်အဲတော့အအဆောင်ကအာဒန်နဲ့အီဝါကိုလူဖန်ဆင်းတော့အဖျားကဖန်ဆင်းတော့ကသူပြောအလွန်ကောင်းဖန်ဆင်းတာဖြစ်တယ်လုံးဝအိုချင်းနာချင်းမရှိအအရန်အရင်ဘယ်လိုပြောမလဲဖေအယူနဲ့ အသားနဲ့ဖန်ဆင်းလေးပေါ့နော်အဲအဲ့လိုမျိုးအပြည့်မရှိဘူးအလွန်ကောင်းအောင်တန်ရှင်းတန်ရှင်းဒီခန္ဓာကမှဖြူစင်တန်ရှင်းမှုတွေနဲ့ဘုရားကဖန်ဆင်းထားတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့လူရဲ့ဒီရွေးချယ်ကမ္မကောင်းတိချမ်းရာပင်ကိုရွေးချယ်လိုက်တဲ့အတွက်အာလုံးဝပေါ့နော်လူဟာစာတန်ရဲ့အာနောက်ဆက်သွဲစူးကျူးတွေဟာဆိုလို့ရှိရင်ဒါရူးရူးမားတဲ့အမှားမဟုတ်ပဲနဲ့ ဒီလူရဲ့လုံးဝပျက်စီးခြင်းကိုပျက်စီးခြင်းအတွေ့အပျက်စီးခြင်းတွေကိုရောက်သွားတယ်ဆိုတော့ကိုမြင်ရတယ်အဲ့တော့ငါအထဲမှာရယ်ငါအသွေးသားနဲ့ကောင်းတော့အရာစုံတစ်ခုမှမတည်ဒီကိုငါတည်တဲ့ဟိုလူကယောမခုနှစ်ဆစ်ရှင်မှာလဲပြောထားတယ်ဗောနော် လူသားချဆင်းခြင်းအဖြစ်စာတန်ဒီကျွန်တို့ရီကိုခန္ဓာ၌ဝင်ရောက်ကိဝင်နေပြီကျွန်တို့ရီကိုခန္ဓာအသွေးအသားဖြစ်စေသည်ဤ၎င်းမှာပြုစည်းရရင်တော့ခန္ဓာကိုဖြစ်သည်အဲ့တော့စာတန်စာတန်ကဒီအာတန်အာတန်ရဲ့ဧဝထဲမှာအာအဲ့လိုမျိုးဝင်သွားပြီးတော့အာတန်ရဲ့ဧဝရဲ့ရွေးချယ်မှုကြောင့်သူတို့ဟိုဖျားကသူတို့ကိုအဲ့ဒီအီဒီဝိညာဉ်ကနေနင်းချလိုက်တဲ့အခါမှာသူတို့ဟာမမအုံမနာမတည်တဲ့ အဖန်ဆင်းချင်းခံရတာကနေသူတို့ကတဖြည်းဖြည်းအိုနာတည်ပြီးတော့ဘယ်လိုမျိုးပေါ့နော်သူတို့အဲ့ဒီစားပြီးရဲ့နောက်ပိုင်းမှာပင်လင်းကိုသူတို့ရဲ့အသွေးတွေဟာပြောင်းသွားတယ်နော်သူတို့ရဲ့အသွေးတွေဟာအော်အင်းကအရန်တန့်ရှင်းတဲ့ကိုကိုကိုအပြစ်ဟိုတယောက်နဲ့တယောက်ကလည်းအင်ဂျင်ဘူးဘူးမိုးတာတွေလည်းသူတို့မမြင်ဘူးအော်ဘယ်လိုမျိုးပေါ့နော်ဖီးယားကိုပုံကွယ်တာမျိုးတွေဘယ်လိုမျိုးပေါ့ guilty ဟို that t dot ပဲအဲ့လိုမျိုးသူတို့သူတို့စီမှာမရှိခဲ့ဘူးဒါပေမဲ့အဲ့စာပြီးခဏလေးတင်းတင်းမှပြင်ပြင်ပျက်စီးချင်းယူရင်းချင်းကစလာတယ်ပေါ့နော်တဖြည်းဖြည်းနဲ့စလာတယ်သူတို့ဟာဆိုရင် owner ပေပြီးတော့အမျိုးမျိုးပေါ့နော်နှိစက်ချင်းမြေမှာဟိုဟိုနဖူးကနေချွေးရနဖူးကနေချိန်မထိကြအောင်သူတို့ဒီမိကြီးမှာသူတို့လှုပ်ရှားရပြီးတော့အဲအဲ့ဒီအဲ့ဒီအမျိုးအဲ့ဒီအဲ့ဒီဟာမျိုးကိုလေကျွန်တော်တို့ မြင်ရတယ်ပေါ့နော်ကဘာဦးကျမ်းမှာအဲ့မှာဆိုလို့ရှိရင်ဒီမှာဆိုရင်အာစာတန်ကိုခွင့်ပေးလိုက်ခြင်းအဖြစ်ဘာတွေဖြစ်လာလဲဆိုတော့ယောမအော်ရာဆာဆောင်မှာပြထားတဲ့အပိခန္ဓာတဲ့ယောမ66ပေါ့နော်ဒီတတ်တော်ခန္ဓာယောမ94ဒီနှစ်ခုဒီနှစ်ခုလုံးဟိုဖေရအအသုံးပြုထားတယ်ပေါ့နော်ဟိုပြောချင်လဲဆိုအပိခန္ဓာလို့ပြောတဲ့အခါမှာဟိုခန္ဓာကိုယ်နဲ့အပိဟာဒီခန္ဓာကိုယ်မှာရှိနေတဲ့အတွက်ကြောင့် ဟိုအပြစ်ရဲ့နေထိုင်ရာအိမ်ဖြစ်သွားတယ်ပေါ့ဒီအပြစ်ကအတိကနေဝင်ပြီးခန္ဓာကိုယ်ထဲမှာသူ့ကိုနေရာပေးတယ်လို့သူကကြီးထွားလာပြီးတော့အအခွင့်ပေးတယ်လို့သူကကြီးထွားလာပြီးအဲ့မှာသူ့ရဲ့အိမ်ဖြစ်သွားတယ်ပြီးတော့အဲ့လိုမျိုးအိမ်ဖြစ်သွားတဲ့အခါမှာစာတန်ကိုထင်ရှားလာစီတယ်အဲ့တော့အခုဆိုလဲဟိုဖာဒကတွေအများကြီးနေရတယ်အခုကျမတို့လူသားတွေမှာအာအရက်အရက်တောက်တောက်တောက်လို့ရှိရင် เนาะไอ้สกาပြောရင်တော့အရင်နာမည်ထွက်လာအဲ့လိုမျိုးလေးဟိုစာတန်ရဲ့စာတန်ကိုအခွင့်ပေး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 ခဲ့ခါမှာသူရဲ့လုတ်တဲ့အရာအကုန်လုံးကဟိုစာတန်ကိုထင်ရှားဖို့ပဲဖြစ်လာတယ်ဗောနော်တေးတက်တဲ့ခန္ဓာလို့ပြောတဲ့ခါမှာမိတိရောက်ဆိုလိုနည်းတေးချင်းဤတကိုးနဲ့အရင်မြစ်စာတန်ဖြစ်တယ်တေးတက်တဲ့ခန္ဓာအဲ့တော့အပြစ်အပြစ်သာစာတန်ရဲ့ထင်ရှားခြင်းဖြစ်ပြီးတော့ တေချင်းဟာစာရန်မှထွက်ပေါ်လာခြင်းဖြစ်တယ်။တမှုစာမစာရန်ဤထွက်ပေါ်လာတဲ့အာဆိုကျိုးဖြစ်တယ်ဗောနော်ပြည့်ရခတေချင်းအပြည့်ရခတေချင်းဖြစ်တယ်။အဲ့တော့အဲ့လိုမျိုးပျက်စီးယူရင်းပြောင်းလဲသွားတဲ့ထူခန္ဓာဟာအပြည့်ခန္ဓာဖြစ်ပြီးရောတေတက်တဲ့ခန္ဓာဖြစ်လာတယ်။ပြီးတော့အာဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဒီအော် အပြစ်ဤခန္ဓာနဲ့ဒီတေတတဲ့ခန္ဓာလို့ခေါ်တဲ့ပျက်စီးယူရင်းသွားတဲ့ခန္ဓာဟာဆိုရင်စာတန်ရဲ့အလုတ်ယုံဖြစ်သွားတယ်စာတန်ရဲ့ကိန်းဝေယာအိမ်ဖြစ်တယ်စာတန်ရဲ့အခြေကုတ်ယူနေတဲ့နေရာဖြစ်တယ်ပေါ့နော်အဲအဲ့တော့အမ်ဒီအပြစ်နဲ့တေချင်းတစ်ခုလုံးဟာဆိုလဲစာတန်နဲ့ဆက်နွယ်နေတဲ့ပြည့်ရခါကတေချင်းဖြစ်တယ်အာအပြစ်ဤခန္ဓာဆိုတာအဖြစ်အဲ့ဒီခန္ဓာဟာဆိုလို့ရှိရင်အပြစ်နဲ့ပြေဝအနေပြီးတော့ ယူရင်းပျက်စီးကအပြည့်ကျုံခံနေရတယ်ပေါ့နော်လုံးလုံးဒီတိုက်စားတော့တိုက်တိုက်အဲ့လိုမျိုးပေါ့ဟိုတဖြည်းဖြည်းတဖြည်းဖြည်းတဖြည်းဖြည်းနေနေရယူကြည့်ထွားကြည့်ထွားကြည့်ထွားလာပြီးတော့ဟိုဒီခန္ဓာဟာဆိုလို့ရှိရင်စာတန်ရဲ့အလုံယုံစာတန်ရဲ့ဟိုဥဆောင်ခြင်းအောက်မှာကြဟိုကြရှုံးသွားတယ်ပေါ့နော်ယူရင်းပျက်စီးသွားတယ်အဲဘယ်လိုဆိုစာနာဥတီတဲ့နေရာကလူကိုတေဖို့ပျက်စီးဖို့ဟို ဟိုယူရင်းသွားဖို့ဟိုနော်သူရဲ့အဓိကသူရဲ့음သူရဲ့အရင်မြစ်ကသူရဲ့ဖြစ်ခြင်းကအဲ့တော့တည်တတ်တဲ့ခန္ဓာဆိုတော့ခန္ဓာကိုယ်မှာအာနေနေပြီးတည်ခြင်းနဲ့အပြည့်ရှိနေခြင်းကိုဆိုလိုတယ်တဲ့အဲ့တော့အဲ့တော့ခန္ဓာကိုယ်ဟာစာနာနဲ့မကောင်းဆိုးရတော့ဤတစုံတစ်ခုတော့အရာနဲ့တက်ဆိုင်နေတယ်အာစာရန်ကင်းဝင်နေတဲ့အတွက်ကြောင့်ဒီ ဆန္ဒဟာဒီခန္ဓာကိုယ်ထဲမှာရှိနေပြီးအဲ့လိုခြေကုပ်ယူနေတဲ့အတွက်ကြောင့်မို့ဒီတမမှုတွေပြီးတော့အာအလုံးဟာဗောနောအသွေးသားအသွေးသားလို့ခေါ်တဲ့ဒီတသိယူရင်းပဲဖြစ်ဖြစ်တဲ့ကကိုရောက်သွားတာဖြစ်တယ်အဲ့တော့လူသားရဲ့ခြားချင်းချင်းကားတဲ့ဖျားသခင်ကိုပဲဗောနောဆန့်ကျင်ကဇွန်ခုရောရာကိုကျွလွန်တာမဟုတ်ပဲ ਨੇ ဒီစာတန်ကိုလက်ခံလိုက်တဲ့အတွက်ဒီအော်လူရဲ့ mm ဒီအတိညာတွေနဲ့ဒီခန္ဓာတွေနဲ့အကုန်လုံးကဟိုလုံးဝကြာရှင်သွားအကြရှုံးသွားတယ်ပေါ့နော်သူရဲ့အကျိုးဆက်ကအဲ့တော့ဘာလို့လဲဆိုတော့ဒီဒုတိယပင်ကိုတာရွေးချယ်လိုက်လို့ဖြစ်တယ်ပြီးတော့ဟိုပဒမတင်ကန်းစာမှာလည်းပြောရပေါ့နော်ဒီအသက်ပင်ကိုစားရဲ့စစ်ပင်နဲ့တလုံးတဝရဲဖြစ်မယ်ဒါပေမဲ့ဒီဒုတိယဒီကောင်းကောင်းတိကျရင်တေချင်းရဲ့အရင်အမြစ်ကိုစားမယ်ဆိုရင်တော့အဲ့ဒီ အဲ့ဒီအပြင်နဲ့တလုံးတော့ရဲဖြစ်သွားမှာပေါ့နော်အဲ့တော့ဒီလူလူကအဲဆာလန်နဲ့တလုံးတော့ရဲဖြစ်သွားရဲပေါ့လူလူလူရဲ့အထဲမှာသူကလူရဲ့အပြင်မှာပဲမဟုတ်တော့ဘူးဆာလန်ကဒီအခုအတိညာတွေထဲကနေဒီခန္ဓာကိုပါဒုက္ခပြီးပြီးတော့ဒီခန္ဓာတွေကိုပါဟိုအပြစ်အပြစ်ထဲမှာပေါ့နော်အပြစ်ထဲမှာလုံးဝအပြစ်ထဲမှာကြာရှုံးပြီးတော့ဟိုတည်ခြင်းဘက်ကိုရောက်သွားရောက်သွားစီရဲ့ ပြီးလို့ရှိရင်သူကလုံးဝဒီအထဲမှာပေါ့နော်အပြင်မှာမဟုတ်တော့မယ်လူနဲ့သူတလုံးတော့ရတဲ့အုပ်ဆိုးပြီးတော့ဟိုအုပ်ဆိုးပြီးတော့သူကအဲ့ဒီမှာသူမင်းနေနဲ့နေတယ်ပေါ့နော်အဲ့တော့ဒီအာကာတမူကောင်းကင်ကိုတဲ့အုပ်ဆိုးတော့မင်းတီးဟူတော့စာရန်ကိုယ်တိုင်ဒီနာခံမှုမရှိတော့ညင်းဆန်တော့သူ့လိုနဲ့အလုလုနေသည်တဲ့အိခတ်နေနေမှာပေါ့နော်အဲ့တော့စာရန်က အေးအရန်အရန်တော်ရဆိုအဲ့လိုမျိုးဘယ်လိုပြောမလဲ तू လို့ तू အဲတချို့ဆရာတွေကြောရကြဘူးရနော်ဟိုဒီတချို့လူတွေဆိုရင်လည်းဆရာကဟိုနောက်ဆက်ဆရာတော်မလို့တော့ဟိုသူတို့ဆွဲဆောင်ဆရာတော်မလို့တော့ပေါ့အဲ့လိုဆိုသူတို့ဟာသူတို့အမှန်ဟိုပျော်နေပြီအပြစ်ထဲမှာလीနော်လုံကဟိုပျော်နေဆရာကတော့ तू ဝါကြွားနေရပေါ့နော် तू ကလူတွေကို तू အဲ့လိုမျိုး ပျက်စီးဆုံးရှုံးခြင်းတဲ့လို့သူဟိုခေါ်ခေါ်တော့လေအဲ့လိုမျိုးပျက်စီးဆုံးရှုံးခြင်းထဲမှာပဲအပြစ်ထဲမှာပဲအပြစ်နှုန်ထဲမှာပဲလူတွေကိုနဲ့တလုံးတော့ဝတဲ့သူအဲ့မှာမြင်းလုတ်တဲ့လူတွေလူတွေရဲ့စိတ်နဲ့အဲ့ဒီခန္ဓာထဲမှာသူကအာအုပ်ဆိုးနေတယ်ပေါ့နော်အဲဒါပေမဲ့ပေါ့နော်ဖခင်ကအရန်အာဘယ်လိုပြောမလဲအရန် ဟိုသူ့ရဲ့စီမံကိန်းကအရင်တည်ကြတယ်ဖေဟာဖေဟာကလည်းအာလူဒီမှာဆိုရင်ဟိုဆိုင်သူကပြောထားတာဟိုဖေဟာကလည်းပြောတယ်ဗောနော်နင်နင်ကလည်းအဲ့ထဲမှာနင်ယူပြီးလူတွေကိုပျက်စီးစေတယ်ငါလည်းလူတွေထဲမှာလာပြီးတော့အာပြောလဲအပြစ်ထဲမှာရှိနေတဲ့လူတွေကို အသွေးသားတံကိုနော်အအပြစ်ကြောင့်အပြစ်ဤအသွေးသားတံ၌မိမိသားတော်ကိုဆေလွတ်တော်မူ၏တဲ့ပြီးတော့အပြစ်ဤပြည့်စုံသောအသွေးသားဟုအာအပြစ်ဤပြည့်စုံသောအသွေးသားဟုဟောပြထားတယ်အမှန်တကယ်တော့သူတို့မဟုတ်ပဲအပြစ်ဤအသွေးသားသားအသွေးသားသားဖြစ်သည်ရဲ့အဲ့တော့ဒီမှာဟိုဘယ်လိုပြောဟိုအပြစ်ဤအသွေးသားတံကိုခံယူပြီးတော့ဘောနော်ဒီယေရှုကအပြစ်မရှိလုံးဝမရှိပဲနဲ့ကျမတို့ကို အပြစ်ထက်မှမျောတော့တဲ့လူကိုဟိုဘယ်လိုပြောမလဲဟိုသူ့ရဲ့လူစာတိသူ့ရဲ့ဖျားစာတိကိုထားခဲ့ပြီးတော့အပြစ်ရအသေးသားတံအပြစ်ရအသေးသားတံကိုခံယူပြီးတော့ကျမတို့ကိုပြန်လာခဲ့တယ်ပေါ့နော်ဒီဟိုကျမတို့အแทးမှလာပြီးတော့အာသူကပြန်လာပြီးတော့ကျမတို့ကိုခဲ့တာဖြစ်တယ် ဟိုအပြစ်ကပေါ့နော်ဒီမှာဆိုရင်ကျမတို့ထဲမှာရှိရဒါပေမဲ့လူရဲ့ယူရင်းပျက်စီးသွားတဲ့လူထဲမှာရှိရဒါပေမဲ့သခင်ယေရှုထဲမှာအာမရှိဘူးမရှိလို့သူကကျမတို့ဟိုဟိုကျမတို့အတွက်ဒီကိုစားခံတည်ဖို့အတွက် qualify ဖြစ်တာပေါ့နော် qualify ဖြစ်ပြီးတော့သူကကျမတို့ကိုစားအာအတည်ခံပြီးတော့ကျမတို့ကိုဇာတန်ကကျမတို့ကိုအထဲကနေလာပြီးတော့သူယူရင်းဖြစ်စီစီပြီးကျမတို့ကိုတေရှင်းကိုဟို ပို့ပို့တဲ့အထဲကနေယေရှုကအာယေရှုကတော့ဟိုဖျားစာတိကိုဆွပြီးတော့အာအပြည့်တဲ့တံကိုဆောင်ပြီးတော့ကျွန်တော်တို့ကိုပြန်လာပြီးတော့ရွေးနှုတ်တယ်ပေါ့နော်။အဲ့ဒီမှာဒီမှာအရင်ဆုံးကဒီဟောအဲမောရှိကဒီအီတီလာလူမျိုးတွေကို ဟောအဂဒူပီယာနေခဏပြီးကိုဂရုခေါ်ဆောင်လာတဲ့အခါမှာပေါ့နော်ဒီမှာသူတို့လမ်းမှာလင်းမြွေရဲ့ကြိုက်ချင်းကိုခံရတယ်ခံရတဲ့အခါမှာလူမျိုးများစွာတည်တယ်ပေါ့နော်တည်တဲ့အခါမှာဒီမောရှိကဂျီဂျီဂျီဝါနဲ့မြွေရုပ်ကိုသူလုတ်ပြီးတော့အဲ့ဒါကိုထောင်ထားတယ်ပေါ့နော်အဲ့တုန်းကဆိုရင်ဒါအာယေရှုကအာခရစ်တော်ကဟိုဒီလောကထဲကိုမလာသေးဘူးဒါပေမဲ့အဲ့ဒီကလေးကဖခင်ကသူ့ရဲ့ ဟောစီမံကိန်းရှိခဲ့ဆိုတော့အရောမြင်ရတယ်ပေါ့နော်အဲ့ဒီမြွေရုပ်ကိုအဲ့အပေါ်မှာထောင်ထားတယ်အဲ့ဒီမြွေရုပ်ကိုကြည့်တဲ့လူတိုင်းဟာဆိုရင်အပေါ်ကိုကြည့်လို့ရှိရင်အဲ့ဒီမြွေလေးမြွေရဲ့ကိုက်ချင်းကနေကိုက်ချင်းအကြီးကနေလွတ်တယ်အသက်တီပေးကနေလွတ်တယ်ပေါ့နော်အဲ့ဒီအဲ့ဒီအဲ့ဒီကတဲ့ကနေအဖေဒါဆိုရင်ဓမ္မဟောင်းကျမ်းမှာဖြစ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီကတဲ့ကနေဖခါကအကျန်းစီအဖခါရဲ့စီမံကိန်းထဲမှာပါပီးသားဖြစ်တယ်အဲ ဘောနော်အဲ့ဒီ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 ဟာဆိုလို့ရှိရင်ဘာကိုပုံဆောင်လဲဆိုရင်ဖရာရဲ့အာဖရာရဲ့ယန်တူဖြစ်တဲ့မွေဘောနော်စာတန်မာနကူဒီအတိတ်တိုင်ပေါ်မှာတိတ်တိုင်ပေါ်မှာတချို့ဘယ်လိုပြောတိတ်တိုင်ပေါ်မှာထောင်ထားပြီးတော့အဲတချို့လည်းအဲ့ဒီဟာတကယ်တမ်းတော့ဟိုဒီမာနကူဟိုတိတ်တိုင်ပေါ်မှာစီရင်လိုက်ခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ယေရှုခရစ်က အပြစ်မရှိဘဲနဲ့ကျမတို့ကိုစားဒီတစ်တိုင်ပေါ်မှာအတီခံတဲ့ခါမှာဒီနတ်ဆိုးရဲ့လူရက်တွေအကုန်လုံးပေါ့နော်ကျမတို့ခံရမယ့်အရာတွေအကုန်လုံးကိုလည်းဒီတစ်တိုင်ပေါ်မှာကျမတို့ကိုစားစီရင်ခြင်းကိုသူခံရတယ်ဒါကိုနတ်ဆိုးမတိလိုက်ပေါ့နော်အဲ့တော့နတ်ဆိုးကတော့သူကတော့ဟိုသူနိုင်ရတယ်လို့ထင်ပြီးသူကတော့ဟိုပျော်နေတယ်ပေါ့နော်ဟိုကြိုးကြွေးဟိုဘယ်လိုပြောမလဲဝါကြွားနေတယ်ပေါ့နော်ဒါမဲ့ဖះ ဖျားရဲ့စီမံကိန်းမှာဖျားကကျမတို့ကိုဟိုလူစားတိစုံပြီးရောဗောနော်ဒီထဲကနေပြန်လာပြီးတော့ကျမတို့ကိုကယ်တော့မယ်ဆိုတော့ကိုသူမတိလိုက်ဗောနော်ဒါပေမဲ့စာရန်ရဲ့ဝါကြွားခြင်းကခဏခဏပဲဆိုတော့မြင်ရတယ်ယေရှုဖျားရဲ့စီမံကိန်းဖျားရဲ့အကြံအစီကအာတည်ရဆိုတော့မြင်ရတယ်ဗောနော်ဒီမှာဆိုလို့ရှိရင်ဒီအရာတွေကဟိုနဲ့နေတယ်လို့ပြောရအောင်เนาะကျမတို့ အော်တချို့လူတွေပြောပြောရင်သူနားမလည်နိုင်ဘူးတကယ်တော့ဒီဒီကန်းဆာမှာလည်းဒီအများကြီးနည်းနည်းတော့ဟိုခဏနေရှာလဲပြန်ပြီးတော့အချင်းချုပ်ပြီးမှာပေါ့နော်အဲ့တော့ဒီဟိုဒီဒီကန်းဆာထဲကပေါ့အော်ဘာတွေရလဲဆိုတော့ကျမတို့ရဲ့ဒီအသွေးတွေဟာဆာတိုင်းရဲ့အလုတ်ယုံဖြစ်တယ်ပေါ့နော်ဒါပေမဲ့တနည်းအားဖြင့်ယေရှုကလည်းကျမတို့ထဲမှာရှင်ပေးနေတယ်အာနေ့တိုင်းပဲကျမတို့ ရွေးချယ်နေတဲ့အပြင်အပြင်အပြင်ကျမတို့စားတောက်နေတဲ့အပြင်အပြင်ဘယ်အပြင်ကိုကျမတို့စားရင်ကျမတို့ထဲမှာဘယ်အပြင်ကကြီးလာမလဲဆိုတဲ့အရာတွေကိုကျမတို့မြင်ရတယ်စာတန်ကဘလို့ကျမတို့ထဲမှာလှုပ်လှုပ်နေလဲဖះကဘလို့ကျမတို့ထဲမှာအလှုပ်လှုပ်ပေးနေတယ်ဆိုတဲ့အရာကိုပူပြီးဟိုမြင်ရတယ်ပေါ့နော်အရင်ကတော့ဒီလောက်စာတန်ကကျမတို့ထဲမှာဝင်သွားတယ်ဝင်သွားတယ်တည်တယ်ဒါပေမဲ့ ဘလို့ဘလို့အပြစ်ကနေခန္ဓာကိုယ်ထက်နေဘလို့ဝင်ပြီးဘလို့ဘလို့တော့မှသူကဟိုခြေလေပြီးအုပ်ဆိုးသွားလဲဆိုရဲအရာကိုဟိုတိတ်မတိဘူးเนาะဒါပေမဲ့ဒီခင်းဆန်းဆောင်မှာတော်တော်လေးဟိုမြင်ရတယ်ပေါ့နော်ကြည်ရင်တော့စာတန်ကအရန်ကိုသူကအရန်ကိုအောင်းနိုင်သူလို့ထင်ပေမဲ့တကယ်တော့အာစာတန်ရဲ့ခေါင်းကိုယေရှုကကြိတ်ခဲ့ပြီးပြီဖြစ်တယ်ပေါ့နော်အေးနေအာဒီညာတော့ အာတတိလောက်ပါပဲလို့ဇန်နေတူလဲဟောပါဗောဘုရားရဲ့อืมဟိုဘုရားရဲ့ဘောနောကျွေးမချင်းထဲကနေပြန်ပြီးစီစဉ်လို့ရပါတယ်လို့